ဒလင်တန်ကြောင့်အချင်းအောင်တွေတဲကနိုင်ငံရေးအချင်းသူအချင်းသား၄ဦးလောက်ထိသေဆုံးခဲ့တယ်လို့ကနအုပ်တီပြချက်ရထားပြီးထိခိုက်သေဆုံးမှုတွေကိုဆက်လက်အတည်ပြုနိုင်ဖို့စ조사နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ထံမှသိရပါဗျ။စုစုပေါင်းသိဆုံးမှုက12ဦးရှိနိုင်ပြီးအချက်လက်တွေရထားပေမဲ့ဆက်လက်အတည်ပြုဖို့လိုနေသေးတယ်လို့ PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါရစေ။ တော့တော့တည်ဆုံမှု၄ဦးလောက်ထိကိုကျွန်တော်တို့တည်ပြုထားနိုင်တယ်စုစုပေါင်းတည်ဆုံမှု၁၂ဦးလောက်ထိရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့အချက်လက်တွေရထားတယ်ဒါပေမဲ့ဆက်ပြီးတည်ပြုနိုင်ဖို့လိုအပ်သေးတယ်အဲ့ဒီတည်ဆုံတဲ့လူတွေကလည်းအကျဉ်းသားချင်းတွေလားအကျဉ်းဥစည်းဝင်နှန်းတွေလားဆိုတော့လည်းကျွန်တော်တို့စနစ်တကျတည်ရှိဖို့ခရင်နေပါတယ်ဗျဒါကြောင့်မို့လို့စစ်ကောင်စီနေနဲ့တော့ပုံမတိကျရှင်းလင်းမဲ့ထုတ်ပြန်ချက်ကိုဒါထုတ်ပြန်ဖို့လိုအပ်တယ်အကျဉ်းဥစည်းဌာနအနေနဲ့အထူးသဖြင့်ဒါကျွန်တော်တို့တည်ဆုံမှုတွေကိုချန်လက်မထားဘဲနဲ့တိတိကျကျနဲ့အဖြစ်မှန်ကိုဖော်ထုတ်ဖို့လိုအပ်တယ်တည်ဆုံမှုစင်စရာတွေထဲမှာလည်းအကျဉ်းဥစည်း အလက်အောက်မှာရှိရဲချင်းထောင်တွေကတည်ဆုံးမှုတွေပေါင်းထည့်ထားခြင်းရှိမရှိဆိုတဲ့မိကုန်းတွေလည်းကျွန်တော်တို့အများကြီးမေးကြည့်ပါတယ်တကယ်လို့ပေါင်းထည့်ထားတာရှိရဲဆိုလဲအရင်တော့ဘယ်လောက်တည်ဆုံးထားလဲဆိုတော့လည်းတရဝင်ထုတ်ပြန်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ထောက်ပြကြည့်ပါတယ်ဗျာမြန်မာနိုင်ငံတော်မှာအကျဉ်းအောင်ပေါင်း40ကျော်ရှိပြီး PPNM ရဲ့ကနဦးသတင်းထုတ်ပြန်ချက်တွေအရမန္တလေးတိုင်းအိုးဘုအကျဉ်းအောင်နဲ့ရမဲသိန်းအကျဉ်းအောင်တွေမှာအဆောက်အအုံပြိုကျမှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။ အတီးပြပြီးတဲ့အရေးအတွက်မှာတော့ဥပိုလ်ထောင်ထဲကအမျိုးသားဆောင်အလို့ယုံပြိုကျခဲ့လို့အမျိုးသားတူးသိဆုံးခဲ့ပြီးတူးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပြင်အမျိုးသမီးအဆောင်တင့်နဲ့အဆောင်နှစ်ပြိုကျခဲ့တဲ့အတွက်အ ਨੇ စုံအမျိုးသမီး2ဦးသိဆုံးခဲ့တယ်လို့အတီးပြထားပြီးထိခိုက်ဒဏ်ရာရရှိသူ၁ဦးခန့်ရှိခဲ့တယ်လို့လည်း PPNM ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လက်တော်မှာထောင်ရီဘက်ကသတင်းမှောင်ချထားတာကြောင့်သတင်းတိကျရဖို့ခက်ခဲနေကြရပါတယ်။ ိုကြတဲ့ဒီအချင်းထောင်တွေမှာကအသက်သေဆုံးမှုတွေလည်းရှိရလို့ကြားသိရတဲ့အတွက်ဒီတည်င်းမောင်ချတာတွေကျမတို့ဒီနိုင်ငံကြီးချင်းသူချင်းသားတွေအာသေဆုံးမှုရှိမရှိကိုလည်းစုံစမ်းနေရတယ်ပေါ့နော်အခက်ခဲရတော့သူတို့လည်းအထဲမှာတော်တော်အဆင်မပြေမှုတွေဖြစ်နိုင်တယ်အာ ပြီးတဲ့ခါကျဒီလိုမျိုးတွေဖြစ်ပြီးဆိုရင်ထောင်ထဲမှာတောက်တုံးကြီးမလုံလောက်တာမျိုးစားရေးတောက်ရေးခက်ခဲနေတာဖြစ်တဲ့အတွက်ပစ်တန်တိုက်ထဲမှာထားခံထားရတဲ့ဒီနိုင်ငံရေးကျဉ်းစုကျဉ်းစားရေးအတွက်လည်းအနေအရအများရယ်ပေါ့နော်ဒီလိုမြေပြိုမှုတွေဖြစ်ပြီးဆိုရင်ဒီလိုတိုက်တွေဒီပစ်တန်တိုက်တွေက ထွက်ရမလွယ်ဘူးပေါ့နော်အပိတ်ဆို့မှုတွေရှိနိုင်တယ်အာပြီးရင်ဒီအဝန်းဝိုင်းကလည်းဒီပြောရမယ်ဆိုရင်ပိုကျပြီဆိုလို့ရှိရင်တုံတန်နဲ့တော့ခတ်ထားပြီဆိုလို့ရှိရင်အထက်ကနိုင်ငံရေးကျင်းသူကျင်းသားတွေအသက်အနေကအာစိုးရင်ရတဲ့အနေအထားကိုကြုံတွေ့နေရပါတော့ဘာဖြစ်လို့လဲဆိုတော့သူတို့မှာကဒီထောင်မှာတန်းပိတ်တဲ့အချိန်တန်းဖွင့်တဲ့အချိန်ဆိုတာရှိရပါတော့အာဒီလိုငလင်းလှုပ်တဲ့အချိန်မှာကဒါပြောရမယ်ဆိုရင်ထောင်ထဲမှာတန်းပိတ်ထားတဲ့အချိန်မျိုးပေါ့ဒီတန်းပိတ်ထားတဲ့အချိန်မျိုးဖြစ်တဲ့တော့သူတို့ဒီဒီထောင်ဝင်နန်းနေရတာ ာတော့မဖွင့်ပေးဘူးဆိုရင်အထဲမှာရှိတဲ့အာဒီနိုင်ငံချင်းသူချင်းသားတွေရဲ့အတက်အနေအားစိုးရင်ရတဲ့အနေအထားကိုကြုံတွေ့နေရတာပေါ့နော်နိုင်ငံရေးကျင်းသူအကျဉ်းသားတွေဟာအိုဟောင်းနေပြီးတဘောဘေးအန္တရာယ်ကိုခံနိုင်ရင်မရှိတဲ့အကျဉ်းတောင်တွေရဲ့အခန့်တွေထဲမှာပိတ်လောင်ခံထားနေရဆဲဖြစ်ပါတယ်။အကျဉ်းတောင်ဝန်ထမ်းတွေကိုငလင်ကြောင့်အကျဉ်းသားတွေအချိန်နည်းနဲ့ပတ်သက်လို့မင်းမြတ်တဲ့အခါအဆင်ပြေပါတယ်လို့သာပြောဆိုနေတာကြောင့်ဒါဟာမရိုးသားဘူးလို့နိုင်ငံရေးကျင်းသားဟောင်းများအဖွဲ့ရဲ့ဥဆောင်ကော်မတီဝင်ဦးထွန်းကြည်ကလည်းမှတ်ချက်ပေးပါတယ်။ အဲတိဆောင်းမှုနဲ့ပတ်သက်လို့ပေါ့နော်ထိခိုက်မှုတွေနဲ့ပတ်သက်လို့ကအတီးပြို့ဖို့တော့တော်တော်ခက်တယ်သူတို့တရေမောင်းနေခြားရတယ်လို့တော့ကျွန်တော်တို့ရှင်းပြသုံးသက်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တခုတစုံဖြစ်လာခဲ့သည်ရှိသောတောင်းရင်မှုတောင်းဝင်ခံမှုတောင်းဝင်တောင်းဝင်ယူတောင်းဝင်ခံမှာကအချက်ပဲဆက်ကဆာပဲဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့အယောဂါအခံကြောင့်လို့ဘယ်ကဲ့သို့ဘယ်ချမ်းမြောက်ဆိုတဲ့အကြောင်းပြချက်တွေကျွန်တော်တို့လုံးဝလုံးဝကိုလက်မခံဘူးအဲ့ဒီအတွက်ကြောင့်မလို့ဘသူကဖမ်းတယ်လေအဲဒီအချက်ပဲဆက်ကဆာဖမ်းတယ် နော်ဒီအကဒီဒီဆက်ကဆမာတာလီတာဝန်ရှိတယ်ပေါ့နော်နိုင်ငံကစိတ်ရာဆွေးကောင်မရောက်နိုင်ရှိမှာပဲတာဝန်ရှိတယ်လို့တော့မှတ်ချက်ပြုစမှာတယ်အဒီအတွက်ကြောင့်မလို့မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိနေတဲ့နိုင်ငံအချင်းသားတွေရဲ့အဲဒီဒီအတက်နဲ့ပတ်သက်လို့ပေါ့နော်အဒါဒီဒီအနေနဲ့ပတ်သက်လို့ပေါ့နော်အတက်အနေနဲ့ပတ်သက်လို့အလွန်တရာမှစိုးရိမ်ပူပန်မှုအာဒါဒီဒီရှိတယ်ဆိုတဲ့သတင်းကတော့ ပါကြပါတယ်လို့အဲ့ဒီအတွက်ကြောင့်အမြန်ဆုံးပါနော်တရေအမှောင်မချဘဲနဲ့ဘယ်တော့မှတော့ဘာဖြစ်နေပြီဘယ်တော့မှတော့ဒီဘယ်လိုအခြေအနေမျိုးတွေနဲ့ရင်ဆိုင်နေရတာကိုအာဒီအကြမ်းဖက်ဆက်ကဆအနေနဲ့အမြန်ဆုံးတရေထုတ်ပြန်ဖို့တင်ပြနေပြီးတော့နော်အာဒါတောင်းဆိုကြပါတယ်မန္တလေးတိုင်းကထောင်ရည်နဲ့စကိုင်းတိုင်းတဲကအချင်းတောင်တွေရဲ့အခြေအနေကိုစုံစမ်းနေပြီးအချိန်နဲ့တပြေးညီထုတ်ပြန်သွားမယ်လို့ PPNM ကဆိုထားပါတယ်။ ABB ရဲ့အစည်းအဝေးရာအာဏာသိမ်းဖြစ်စဉ်ကိုစန့်ကျင်ခဲ့တဲ့ပြည်သူပေါင်းတောင်းနဲ့ချီကိုစစ်တပ်ကဖမ်းဆီးထောင်ချထားတယ်လို့သိရပါဗျ။